သတင်းမဲသမားအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီဆက်သတင်း channel မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တက်ရက်ခံအပ်ပါတယ်ခင်ဗျာအခုတကပါဒမအဦးဆုံးနေတဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မန္တလေးမှာပေါ်တာဆွဲခန့်ရပြီးနောက်ငွေကျပ်350စတက်ကိုဘေးကရပေမဲ့ပြန်မလို့ပဲစမုတ်တံဖြင့်တသွင်းခံရတဲ့တသားတဲ့ရဲရဲခံကြအလင်းဝင်တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ် မန္တလေးမှာပေါ်တာဆွဲခန့်ရပြီးတဲ့နောက်ငွေကျပ်350စတက်ကိုပေးခဲ့ရပြီမဲ့လည်းပြန်မလို့ပဲဇင်မှုတန်းအဖြစ်အတင်အဓမ္မသွသွင်းခံခဲ့ရတဲ့တတတဲ့ရရင်ခံကြလင်းဝင်လာတယ်လို့ကင်းလေးကသတင်းထုတ်ပြန်ပါတယ်မန္တလေးတိုင်းပြည်သူ့ကိုမျိုးနယ်မှာအကြံပတ်စတက်ကရရင်ခံညာနဲ့တငယ်ချင်းသုံးဦးကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့ဇင်မှုမထမ်းလို့ရငွေကျပ်350ပေးရမယ်လို့တောင်းခံခဲ့ကြောင်းအဲအကြောင်းငွေကျပ်350ပေးခဲ့ပြီမဲ့လည်းအကြံပတ်စတက်ကပြန်လို့မပေးဘဲနဲ့ငွေကိုလဲယူလူကိုလဲအာရမစတားအဖြစ်စုဆောင်လိုက်တယ်လို့ အလင်းဝဲလာသူစစ်မှုတန်တပ်သားတဲ့ရဲရဲခန့်ညာကပြောပါတယ်ကျွန်တော်တို့ကိုလမ်းမှာဆက်ပြီးတော့ခေါ်လာပြီးတော့ဂျောင်မီသွေးစခန်းကိုပို့လိုက်ပါတယ်ပြီးတော့ကျွန်တော်တို့အမေတွေကိုခေါ်ပြီးတော့ပြန်ထွက်ချင်းရင်ဗဆန့်350ပေးရမယ်ဆိုပြီးပြောတယ်အဲဒီမှာကျွန်တော်တို့အမေတွေကလည်းဗဆန့်350ပေးလိုက်တော့ကျွန်တော်တို့ကိုညာရင်းချင်းမဲ့ပြင်ဦးလွင်စူဆောင်ရေးကိုပို့လိုက်တယ်ပြင်ဦးလွင်မှာဆယ်ရက်လောက်ထားပြီးတော့ဘာထူးတင်တန်ချောင်းကိုပို့လိုက်တယ်လို့လင်းဝင်းတပ်သားတဲ့ရဲရဲခန့်ညာကရှင်းပြပါတယ်အစောပိုင်းအာရမစတာစူဆောင်ခန့်ရတဲ့စကောင်းစီတပ်သားတဲ့ရဲရဲခန့်ညာဟာ ဓမ္မငငလာအောက်ခံခမရတတိခေါ်မှအောင်စရာစစ်ကြောင်းထမ်းတို့ပိုးဆောင်ခံရပြီးတဲ့နောက်အကြံဘက်စတက်မှထွက်ပြေးကဂဲနလီထံလင်ဝင်လာခဲ့ခြင်းဖြစ်ပါတယ်။ဒါပြင်အကြံဘက်စကောင်းစီတက်တွဲမှဂျင်းနိုင်ငံရဲ့လုံမှုတွေမတရားတပြင်ခိုင်းစေမှုတွေမလုံနိုင်တဲ့အရာများကိုအတင်းကျပ်ခိုင်းစေမှုတွေရှိနေတယ်လို့အလင်းဝင်တသားတဲ့ရရင်ခံညာကပြောဆိုသွားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ချင်းဝင်းမြေကြောင်းအတိုင်းစံတက်လာတဲ့စတမောအုပ်စုကိုတိုက်ခိုက်မှုတွင်စကောင်းစီတပ်သားများထိခိုက်ဒေဆုံးမှုရှိတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။ စကိုင်းတိုင်းစလင်းကြီးမြို့နယ်မှာရှိတဲ့ချင်းနွေးမြကြောင်တိုင်းစံတက်လာတဲ့စတမောအုပ်စုကိုတိုက်ခိုက်ရမှာအချမ်းပတ်စကောင်းစီတပ်သားတွေထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ချင်းနွေးဒိုင်နမိုက်ဗီဒူကားကိုရေးတပ်ဖွဲ့ခေါင်းဆောင်ကိုပိုက်ကပြောပါတယ်ယမန်နေ့ဇွန်လ28ရက်နေ့မွန်းလွယ်2နာရီခန့်မှာစလင်းကြီးမြို့နယ်မှာရှိတဲ့ချင်းနွေးမြကြောင်တိုင်းစံတက်လာတဲ့စတမောအုပ်စုကိုတော်လန်ရေးတပ်ဖွဲ့များက300ခွဲပြီးတော့ချင်းတွင်ဒိုင်နမိုက်ဗီဒူကားကိုရေးတပ်ဖွဲ့စလင်းကြီးနဲ့အတူမာမင်းကြီးနောင်တွေကရေရွက်မိုင်းများလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် အဲလိုတိုက်ခိုက်မှုတွင်ဂျမတ်စကောင်းစီတပ်သားများထိနာပြီးစတင်မောမှဖြစ်ခုပေတိုက်ခိုက်ခါချင်းလွဲမြေကြောင်တိုင်းဆန့်တက်သွားခဲ့ကြောင်းအဲဒီတိုက်ခိုက်မှုတွင်မှဂျမတ်စကောင်းစီတပ်သားတွေထိခိုက်ဒိဆုံးမှုရှိပေမဲ့လည်းဒိဆုံးတဲ့အရေးတွက်ကိုအတိမပြုတ်နိုင်သေးကြောင်းသိရှိရပါတယ်ဒီကောင်တွေက29ရက်နေ့ညနေမှာစင်မျိုးရှင်ချင်းလွဲတရားမှာအိတ်တာပါအေယာဝီကနေတက်လာတဲ့ကောင်တွေဖလက်ကိုစီစတင်မောကြီးကနှစီအသေးကတစီတိုက်ပွဲကတော့စလင်ကြီးတနေရာမှာတိုက်ခဲ့တာပါနှစ်နာရီတိုးလောက်မှာစတိုက်ခိုက်တာပါတိုက်ပွဲဖြစ်ပွားချိန်ကတော့တနအိလောက်ပဲကြာမယ် အစည်းရေကလည်းများတာဆိုတော့စင်မျိုးရှင်တရားမှာအိပ်ပြီးမနက်6နာရီလောက်မှာထက်ကိုစံတက်လာတာပါအဲဒီမှာစံတက်လာတော့ပရာမိုတာနှစ်စီးနဲ့တက်လာပြီးတရားကိုင်းဘက်ကိုနှလုံးချသွားတယ်အဲဒီမှာပြည်သူ၄ဦးတည်ပါတယ်နောက်ပြီးဖလက်တစ်စီးကလည်းမိခိုးတွေကိုမဲသွားတာပွိုင်းမိသွားတာတော့ရှေးတွက်တို့ဘူးတွက်တို့နဲ့ပြစ်တာဆိုတော့ပါရေရောင်းဆိုတော့စကွေးတည်စင်းကတော့ရှိနိုင်တယ်မာမိတ်ဖွဲ့တွေကအများကြီးနဲ့တက်ခိုက်တာပါလို့ပြည်သူကဝေးတဲ့ဖွဲ့စလင်းကြီးကောင်းဆောင်ကိုပိုက်ကပြောပါတယ်အဆိုပါတက္ကမကိုမာမိန်ကြီးနောင်ဖွဲ့စည်းတွေဖြစ်တဲ့ ချင်းတွင်ဒိုင်နမိုက်ဘီသူကားဝေးတပ်ဖွဲ့စလင်ကြီးတောင်မန်းနီထူးပြောက်ကြတပ်ဖွဲ့စလင်ကြီးငါးမြန်ဆောင်ဖိုက်တာဂရုလိုကယ် PDF မုံရွာဆိုလိုအောင်ကြီးစလင်ကြီးရေမားပင်ခရိုင်ဘျူဟာအမှတ်58တရင်3တကွဲ3 Defender of Our Motherland Special Guerrilla Force မုံရွာတို့ကပူပေါင်းလုံဆောင်ခဲ့ပြီးအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်ချင်းတွင်ဒိုင်နမိုက်ဘီသူကားဝေးတပ်ဖွဲ့စလင်ကြီးနေနဲ့ဆက်လက်ပြီးတော့တိုက်ပွဲများကိုပေါ်ဆောင်နိုင်ရန်ပြည်ရင်းပြည်ပမှာထောက်ပို့ဖွဲ့စည်းများအနေနဲ့လည်း ကြီးတောင်ဘိုးဖြစ်စေပါဝင်ကူညီထောက်ပို့ပေးကြပါရဲ့မေတ္တာရက်ခံပါတယ်လို့ကိုပိုက်ကဆက်လက်ပြောပါလိမ့်။နောက်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့စကိုင်းငလျင်ကြီးဒုံလာပြေးချိန်ဖြစ်တဲ့ယမန်နေညတကောင်းရန်ချိန်နဲ့ဒီကနေ့မနေ့အစောပိုင်းတော့မှငလျင်နှစ်ချိန်လောက်ခတ်ပြန်အောင်မန္တလေးကျောက်ဆယ်ပြင်ဦးတွင်မြစ်သားနယ်မြို့ကြီးတချို့မှာပြည်သူများထိတ်လန့်နေဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါလိမ့်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ပြင်းအားခွန်တသမခွန်အစင်ရှိတဲ့စကိုင်းငလျင်ကြီးဒုံလာပြေးတဲ့ချိန်ယမန်နေညတကောင်းရန်ချိန်နဲ့ ဒီကနေ့မနေ့အစောပိုင်းအင်အားတင်းတင်းရှိတဲ့ငလျင်နှစ်ချိန်လောက်ခတ်ခဲ့တယ်လို့ဒေသနေပြည်သူများရဲ့ပြောဆိုချက်နဲ့တဆိုင်ရာရဲ့ငလျင်ဆိုင်ရာသတင်းထုတ်ပြန်ချက်တွေအားသိရပါတယ်။ယမန်နေ့ဇွန်လ28ရက်နေ့ည7:37မိနစ်အချိန်မှာလကောင်းဒီကနေ့ဇွန်လ29ရက်နေ့မနေ့7:59မိနစ်အချိန်မှာလကောင်းငလျင်နှစ်ချိန်လောက်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်မြို့သားညညရဲ့ဇိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့တဘာဝဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာဒီကနေ့ဇွန်လ29ရက်နေ့ မြန်မာစံတော်ချိန်မနက်12:59မိနစ်ချိန်ခန့်မှာမန္တလေးတိုင်းမြေသားမြို့အနီးမြေရောက်အနက်10ကီလိုမီတာကိုဗိုလ်ပြူပြီးတော့ Richter scale 0.8အဆင့်ရှိတဲ့အင်အားအတင်းတင်းရှိတဲ့မြင်းကလေးတစ်ခုလောက်ကပ်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်ကျောက်ဆက်မြို့မှာပြည်သူတအူးကလည်းဒီကနေ့မနက်12:59မိနစ်ချိန်မှာလောက်ကပ်ခဲ့တဲ့ငလျင်ကြောင့်ကျောက်ဆက်မြို့မှာပြည်သူအများအပြားသိရှိလိုက်ရကြောင်းတိုင်းရင်နဲ့နေသူတချို့ဟာတိုင်းပြင်ပတ်ထွက်ပြီးတော့ဓမ္မနယ်လုံးမိတ်တော့ပဲနဲ့ငလင်းကိုဇိုးရင်းစွာနဲ့မိုးလင်းတဲ့အထိဖြတ်တန်းချရတယ်လို့ပြောဆိုပြီး ြည်ဦးနဲ့မျိုးနယ်နဲ့မြေသားမျိုးနယ်တွေမှာလည်းအဲ့ဒီငလျင်ကိုတိတိတတ်တာခံစားရတယ်လို့ဒေသနေပြည်သူတွေကပြောဆိုကြပါတယ်။အခုကျောင်းဆက်မှာငလျင်လောက်တာတော့ကိုသိတာတယ်။တိုက်အိတ်နဲ့လူတွေကတော့ပြန်မထွက်ထိုင်နေကြတယ်။ပြန်မအိတ်တော့ပဲမိုးလင်းကုန်တာ။ဒီမနဲ့လောက်တဲ့ငလျင်ကတန်ကြီးပါတယ်လို့ခံစားရတယ်လို့ကျောင်းဆက်မြို့မှာပြည်သူတအူးကပြောပြပါတယ်။အလားတူယမန်နေ့ည7:31မိနစ်ချိန်မန္တလေးမြို့ပေါ်မှာလည်းငလျင်လောက်ကမှုကိုတိတိတတ်တာခံစားရတယ်လို့မန္တလေးမြို့မှာပြည်သူတအူးကပြောပါတယ်။မန္တလေးမှာမင်းင်းည7:32မိနစ်ချင်းက ဆောင်ပြီးတော့ဆွဲလိုက်တယ်လို့ပဲရင်ကနေဖြစ်သွားတယ်။အိမ်သားတွေအားလုံးကတော့လန့်ကုန်တယ်။လောက်ခတ်တဲ့အချိန်ကတော့တိုးပါတယ်။ဈေးတော့မပြေပြေကြဘူးလို့မန္တလေးမှာပြည်သူတဝူးကပြောပါတယ်။မရှိလား28ရက်နေ့ပြင်းအားခွန်တသမခွန်အစင်းရှိတဲ့သခိုင်းကလေးကြီးလောက်ခတ်ပြီးတဲ့နောက်မြန်မာနိုင်ငံတော်မှာနောက်ဆက်တွဲငလျင်ငယ်နဲ့ငလျင်လောက်ခတ်မှုစုစုပေါင်းအချိန်ရေ195ချိန်ရှိလာပြီဖြစ်တယ်လို့စကောင်းစီလာအောက်ခံမိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့အကြပ်မရောက်နိုင်ဘယ်လာရုသို့သွားရောက်စဉ် ၎င်းရဲ့မိမကျူကျူလှကိုမမြင်တွေ့ရပဲနဲ့ရုရှားကိုရောက်တဲ့ချိန်မှလင်းစုံမရက်ဖက်နှစ်ကိုတူပွဲထွက်ပြကနိုင်ငံတော်ရဲ့ဘတ်ဂျက်နဲ့ဝယ်ယူထားတဲ့ MAI FS A319 လေယာဉ်ကိုမင်းအောင်လိုက်မိသားစုတို့ကလိုတလိုခေါင်းထုံခေါင်းပြန်ဖြတ်တန်းအုံပြုနေတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်အချမ်းမဲ့စေကောင်းဆောင်မင်းအောင်လိုက်ကပြီးခဲ့တဲ့ဇွန်လ25ရက်နေ့မှာစတင်ပြီးဘယ်လာရုနိုင်ငံသို့ထွားခွာခဲ့ပြီးအရင်လိုထွားခွာတဲ့ချိန်ကသူ့ရဲ့မိမကျူကျူလှကိုမမြင်တွေ့ရပဲယမန်နဲ့ဇွန်လ28ရက်နေ့ရုရှားနိုင်ငံဘူဒီရီးယားပြည်နယ်သို့ရောက်တဲ့ချိန်မှာ မင်းအောင်လိုင်ကသူ့ရဲ့မိမကျူကျူလာနေတူလင်းစုံမရဖက်နှစ်ကိုတူပွဲထွက်လာခဲ့ပါတယ်။အကြံပတ်မင်းအောင်လိုင်ကဘယ်လာရုနိုင်ငံမှာဇွန်လ26ရက်နေ့မှဇွန်လ29ရက်နေ့ထိပြုလုပ်ခဲ့တဲ့ဥရောပအာရှစေးပွားရေးဖိုရမ်ကိုတက်ရောက်ခဲ့ပြီးအဲ့ဒီဘယ်လာရုခရီးစဉ်တစ်လျှောက်လုံးမှာသူ့ရဲ့မိမကျူကျူလာကိုမမြင်တွေ့ရပါဘူး။တို့ရမှာယမနေ့ဇွန်လ28ရက်နေ့မှာတော့ရုရှားနိုင်ငံဘူတီးရီးယားပြည်နယ်သို့တွားရောက်တဲ့အချိန်မှာ၎င်းရဲ့မိမကျူကျူလာနဲ့တူလေရင်ပေါ်ကနေနှစ်ကိုယ်တူဆင်းလာပြီးတော့ပွဲထွက်ပြခဲ့ခြင်းလည်းဖြစ်ပါတယ်။နေပြီးတော့စစ်ပတ်တရင်ချင်းမြက်ကတော့ ဘယ်လာရုနိုင်ငံသွားစဉ်ကမရောက်နိုင်တဲ့ကိုယ်စားလှယ်ဖွဲ့တာသွားရောက်ခဲ့ခြင်းဖြစ်ပြီး၎င်းတို့ရဲ့ဇနီးတွေမပါခဲ့ကြအောင်အစည်းအဝေးပြီးတဲ့အချိန်မှာမှဇနီးဖြစ်သူဂျူဂျူလာပါဝင်ကိုယ်စားလှယ်ဖွဲ့ရဲ့ဇနီးတွေကိုလေးရင်နဲ့တီးတန့်ထမ်းမှန်ခေါ်ယူကရုရှားနိုင်ငံသို့အတူသွားကြခြင်းဖြစ်နိုင်တယ်လို့သုံးသပ်ပြောဆိုပါတယ်။သူတို့နှစ်ဦးရုရှားကိုအတူသွားတာကမထူးခြားပါဘူး။ဒါပေမဲ့ဘယ်လာရုကိုသူတို့ဦးထဲသွားပြီးမှဇနီးကိုနောက်ကနေလိုက်လာဖို့လေးရင်နဲ့တစ်ခေါက်သွားခေါ်လာတာကိုပြောချင်တာ။သူတို့တို့ MAI FS A319 လေးရင်ကိုသူမိသားစုပစ္စည်းလိုလိုသလိုတုံးနေတာ။ ဒီထဲမှာထူးထူးခြားခြားဆိုရင်2021ခုနှစ်ဇွန်လမှာရုရှားကမော်စကိုမှာရွှေတကုံပုံလူစေတီစင်ဘူးတော်တင်လူပွဲတော့ဒီတကူဆရာတော်ကရေစက်ချလူပွဲလုပ်တယ်။အဲ့ဒီတုန်းကတချုံနဲ့ဇနီးကရုရှားကိုအရင်ရောက်တယ်။ရေစက်ချအလူပွဲတက်ဖို့တချုံသားနဲ့သမီးကို MAI APS A319 လေယာဉ်နဲ့နောက်တစ်ခေါက်မြန်မာပြည်ကိုပြန်ပြီးတော့တွားခေါ်ခိုင်းတယ်။အဲ့ဒီတုန်းကလေယာဉ်ကအငှားပဲမဝယ်ရသေးဘူး။အခုလဲဘယ်လာရုမှာတချုံရှိတော့ကဇနီးမပါဘူး။ရုရှားကိုရောက်မှဇနီးပါလာတယ်ဆိုတာက လေရင်နဲ့ဇနီးကိုသွားခေါ်ခိုင်းတာလို့ပြောချင်တာလို့နေပြီးတော့တက်တရင်ရေးမြက်ကဆိုပါတယ်။ယခုနှစ်ဖေဖော်ဝါရီလအတွင်းမှာမင်းအောင်လိုင်နဲ့မိသားစုအုံပြုံအတွက် American Aviation Capital ကဂရုတမငားရန်ထားတဲ့ Airbus အမျိုးအစား MAI A319 လေယာဉ်ကိုနိုင်ငံတော်ဗတ်ချမ်းမှာ American Dollar တန်60နီးပါးအုံပြုံဝယ်ယူခဲ့ပါတယ်။အဆိုပါ MAI Airbus A319 လေယာဉ်နဲ့မင်းအောင်လိုင်ရဲ့ဇနီးဒါသမီးမိသားစုတွေကဈေးဝယ်ပြပခီးစဉ်တွေတွားရောက်လိမ့်ရှိပြီးတွားရောက်တဲ့နိုင်ငံများမှာစင်ကာပူနဲ့ကိုရီးယားတို့ပါဝင်တယ်လို့သိရပါတယ်။ နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့ဂျိုဂျိုအဗန် UFC Flyweight Champion ခပ်ဖက်စင်ခေါ်ပြိုင်ပွဲဖြစ်ဘရာဇီဖိုက်တာနဲ့ရှင်ပြိုင်ရမှာဖြစ်ပြီးဖန်နဲ့ Rival ပွဲ UFC 317ရဲ့အကောင်းဆုံးပွဲဆိုအဖြစ်အပေါ်စုကြီးဒေါ်လာ9000စီစူးရတယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါလိမ့်ချင်းတိုင်းရင်သားဂျိုဂျိုအဗန်ဟာ UFC Flyweight တန် Champion ခပ်ဖက်စင်ခေါ်ပွဲဖြစ်လက်ရှိ Champion ဘရာဇီဖိုက်တာအဲလက်ဆန်ဒရီပန်တိုချာနဲ့ထိုးတက်ရမှာဖြစ်ပါလိမ့်ဖန်ဟာဒီကနေ့မနက်က UFC 317ပြိုင်ပွဲမှာ UFC အဆင့်တက်မှတ်ချက်ရ Flyweight တန်ကဘာစင်တက်ရှိတဲ့ American Fighter Brandon Rivera ကိုအမှန်နဲ့နိုင်ရပြီးတဲ့နောက် UFC Flyweight တန် Champion ကဘက်ကိုစိန်ခေါ်ခွင့်ရရှိခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါ UFC 317ရဲ့ဒုတိယခေါင်ပွဲမှာ Flyweight တန် Champion ကဘက်ကာကွယ်ဝဲဖြစ်လက်ရှိ Champion Brazil Fighter Pando Jar နဲ့ New Zealand Fighter Gafrando ကထိုးတက်ခဲ့ပြီး Pando Jar ကလည်းပင်ချုပ်ွက်နဲ့နိုင်ရခဲ့ပါတယ်။အဲ့ဒီပွဲစဉ်ပြီးမှ UFC က Joshua Van ကိုစင်ပေါ်သို့ခေါ်ပြီး ဘန်ဒိုဂျာနဲ့လာမဲ့ချမ်ပီယံခပ်ဖက်ကားဝယ်ပွဲမှာထိုးသိမ်းရမှာဖြစ်တယ်လို့တီးပြူးကြေညာခဲ့ပါတယ်။အသက်35နှစ်အရွယ်ရှိတဲ့ဘရာဇီးဖိုက်တာဘန်ဒိုဂျာဟာ UFC ပြိုင်ပွဲမှာစခွနဲ့ပွဲထိုးသက်ထားပြီးတော့ဇလီပွဲနိုင်၃ပွဲရှုံးရလက်ပိုင်ဆိုင်ထားပါတယ်။ဘန်ဒိုဂျာကဖန်ကိုအလွန်ကောင်းပြီးနှိမ်ချတဲ့တိုက်ခိုက်ရေးသမားလို့ချီးကျူးခဲ့ပါတယ်။အသက်23နှစ်အရွယ်ဂျိုရှူဝါဖန်က UFC ပြိုင်ပွဲမှာ၉ပွဲရှင်ပြိုင်ထိုးသက်ထားပြီးရှစ်ပွဲတည်းအနိုင်ရကတပွဲသာရှုံးနိုင်ထားပါတယ်။ဖန်ကပွဲပြီးသတင်းထောက်တဲ့အင်တာဗျူးမှာ ချမ်းမြေကပတ်စင်ကောပွဲကို2025ခုနှစ်တွင်ဖြစ်လာရန်မျှော်လင့်တယ်လို့ပြောပါတယ်။ဒါပြင်ဘန်ဒိုဂျာအားလည်းအလွန်ကောင်းတဲ့ကစားသမားဖြစ်တယ်လို့လည်းဘန်ကမှတ်ချက်ပြုခဲ့ပါတယ်။ဒါပြင် UFC 31ဆက်ပတ်မှာဖန်နဲ့ Rival တို့ရဲ့ပွဲစဉ်ဟာနှစ်ဦးသားလက်သီးချက်ပေါင်း380ကျော်ထိုးတက်ခဲ့ကြပြီးတော့ UFC တက်တန်းတလျှောက်လက်သီးအများဆုံးထိုးတဲ့ပွဲဖြစ်ကောင်းအကောင်ဆုံးပွဲအပိုအစုပြေတအူးကိုဒေါ်လာ9000စီစုချင်းမြင်ခံခဲ့ရပါတယ်။ဒါကြောင့်ဖန်ဟာပွဲထိုးခြင်းနဲ့ပိုစုခြင်းကြောင့် တပွဲတဲကိုဒေါ်လာ2သိန်းကျော်ရရှိခဲ့တယ်လို့ MMA ပြိုင်ပွဲလေးလာတဲ့ website တချို့ကတွက်ပြပါတယ်။ဖန်ဟာမြန်မာပြည်ပအတိုင်းအတာဖြစ်ပြီးအမေရိကန်နိုင်ငံမှာငစင်ကလေးကမိသားစုနဲ့တူပြောင်းရွှေ့အခြေချနေထိုင်သူဖြစ်ပါတယ်။ဒါပြင်မြန်မာနိုင်ငံကိုချစ်တဲ့ဖန်ဟာ UFC ပြိုင်ပွဲမှာအောင်ပွဲခံနိုင်မြန်မာလန်နဲ့တူအောင်ပွဲခံလေးရှိသူဖြစ်ပါတယ်။အဲ့ဒီနောက်ငါးစကားကြောင့်နွားတွေရလာပြီဆိုတဲ့ဆောင်းပါရှင်ဆရာလာစိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးကြပါမယ်။အာရှရဲ့ရန်လုံးနေတဲ့အင်အားကြီးနှစ်နိုင်ငံကြားမှာရှိပြီး မဟာဗျူဟာရလုံးစွာချက်ချာကြတဲ့မြန်မာမှာပြည်တွင်းစစ်မေးကြီးကတုံဟုံတောက်လောင်နေပါတယ်။ဒါဟာအင်အားကြီးနိုင်ငံများလည်းပါဝင်ပတ်သက်လာပြီးဗြိတိကဟာပို့ပြီးတော့ခြေတက်တက်ကြီးလာအောင်မျက်စာပြည့်ဖိခေါ်နေတယ်လို့ဖြစ်လာနေတာကိုကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးကမြေတုံးမှာမတက်နိုင်လက်ပိုက်ကြည့်နေကြရပါတယ်။ထို့သောဘူမိနိုင်ငံရဲ့ခြေနေရရတမအေးဖြစ်လာနေတဲ့ချိန်မှာပြည်တွင်းမှာလည်းဆဲဟုစုဟာဝေတားလီပြည်ဘလူးစီးတဲ့အလားမဲမဲမြင်ရထင်းရဆိုင်နေတဲ့တော်22တန်းခန့်ရှိတဲ့ပြည်သူများဟာဒုက္ခပင်လဲဝေကာ အသက်တချောင်းကိုမနှဲရှကြံမွေးမြူနေရတဲ့အဖြစ်ရောက်နေပါလိမ့်။တရုတ်မှ၎င်းတို့ရဲ့လုပ်ငန်းများအများဆုံးအကောင့်ထဲပေါ်နိုင်ရေးအတွက်ဇူးညောင်းခလုတ်မှန်သမျှရှင်းလင်းဖယ်ရှားပေးရန်ပြောင်းကြကြဝင်ရောက်ဆော့ပတ်ပြီးဇယ်ဥစုအားလန်နတ်တဆင်ပေးပြီးတော့ရှုတိုက်ပေးနေခြင်းလည်းဖြစ်ပါလိမ့်။ EV ကိုပင်မိမိတို့ဟာပြည်သူများမျှော်လင့်တောင်းတနေကြတဲ့ပါတီစုံဒီမိုကရေစီစနစ်ကြီးပေါ်ပေါက်လာရန်တာဝန်ယူဆောင်ရွက်ပေးနေပါတယ်လို့ဘယ်လာရုသို့သွားရန်လေရင်မော်တက်ခါနီငញ្ញံရေးဖိုရန်ကြီးမှငါစကားနွားရပြောသွားခဲ့ပါတည်တယ်။ တကယ်တော့၎င်းတို့ပြည်သူကိုထိုကဲ့သို့ပြားရည်နဲ့ဝမ်းချလာခဲ့တာဟာ1968ကတည်းကဖြစ်တာကိုအားလုံးကသိနေပြီးတော့ရတတ်မယ်ဆိုရင်လဲသိဖို့ပင်ကောင်းလာပါတယ်။ဘေကျင်းရဲ့ညွန်ကြားချက်အရသာ၎င်းတို့လုံးမဲ့ရွေးကောက်ပွဲဆိုတာကြောင့်ပြည်သူများမိမိတို့ရဲ့အခြေအနေများပိုပြီးတော့ဆိုးလာတော့မှကိုကောင်းစွာတည်နာလဲထားပြီးဖြစ်ပါတယ်။အဲဒီလိုတိုင်းပြည်ပြိုကွဲလာနိုင်တဲ့အခြေအနေဖြစ်နေတာကို၎င်းတို့နဲ့မြေတိုးမှမတက်ဆိုင်တဲ့အလားဘီဘာဩဇာခံရွေးကောက်ပွဲကိုဝင်မဲ့ခန်းညံ့နိုင်ငံရေးသမားများကလက်ခံောင်းခတ်နေခြင်းလည်းဖြစ်ပါတယ်။ ဒါတွေမကသေးပါမိမိတို့ကိုစိတ်ချရန်တော့တရုတ်ပြည်ကွန်မြူနဲပါတီကိုကိုတိုင်ကိုချပင်တွားရောက်တန်တော်ဦးတင်နေကြပါလိမ့်ဒါကပြိုင်ပတ်လဲမရှိတယောက်တည်းဝင်ရောက်ရှင်းပြန်ရမယ်အပြေးပြိုင်ပွဲကိုဆင်နွှဲပြီးမြန်နှပြောင်တိုက်ခါရွှေတစိတ်တက်ယူရဲကြတဲ့ထိုကဲသို့သောနိုင်ငံရေးသမားများကိုပြည်ရင်းပြည်ပါကမိသူများတလိတဆဆက်ဆန့်ကြပေမည်နိ၎င်းတို့တို့ကပြိုင်ပန်းမရှိဝင်ရောက်ရှင်းပြန်ရမယ်ပွဲမှာမြန်နှပြောင်တိုက်ရဲဖို့ဆိုတဲ့ရေချင်းမျိုးသာလိုပါလိမ့်တကယ်တမ်းတွေးကြည့်ကြမယ်ဆိုရင်ပြည်သူတို့တညီတနုတဲ့စမ်းကျင်တွန်းလှန်နေကြလို့သာ ထွက်ပေါက်ပိမ့်မိပြီးတော့ကြံရမရဖြစ်လာတဲ့ဇဲဥစုကအသက်ရှူချောင်းလာလို့ချောင်းလာညာရွေးကောက်ပွဲဆိုတဲ့စိမ့်မီတော်နဲ့ကုစားရံအမြန်ကြံစီခဲ့ကြလို့သာ၎င်းတို့လော့တော်ရယ်ဝင်ရောက်ခွင့်ရခဲ့ကြခြင်းပင်ဖြစ်ပါလိမ့်အပေကြောင့်ဆိုတော့ထို့တို့တွန်းလှန်မှုတွေမရှိခဲ့တဲ့ဘူတန်းရွှေတို့ဇဲဥစုပင်ဒိုင်းပြည်ကို22နှစ်ကြာအေးအေးလူလူအုပ်ချုပ်သွားခဲ့ကြသည်မဟုတ်ပါလားကုလသမဂ္ဂလူ့ခွင့်ရေးမှမင်းကြီးရဲ့ညီလာခံမှတင်ပြချက်ရ45တန်းတော့ပြည်သူများကကဘာဘက်ကတတ်မှတ်ထားတဲ့ဇင်ရဲစွာနေထိုင်ကြရတဲ့တနေ့ဝင်ငွေ အမေရိကန်ဒေါ်လာ2.15နဲ့ရုံးကန်နေကြရတယ်လို့ဖော်ပြထားပါတယ်အစ္စရေးဂါဇာအီရန်စစ်ပွဲကဲ့သို့ပြည်ပခကြီးကိုမြေတုံးမှမဖြစ်ရှင်းနိုင်ဒီကိုဖြစ်တင်ဖို့ခက်လာပေမဲ့မြန်မာနိုင်ငံကဲ့သို့နိုင်ငံလေးရဲ့အရေးမှာဂူလာသမဂါရဲ့ခန်းကန်နာပြောက်ွယ်သွားရတဲ့အဖြစ်တော့အဖွဲ့ကြီးရဲ့အနာဂတ်ဟာရင်လေးပွဲဖြစ်လာနေတာကတိတာထင်ရှားစွာမိမောင်းထိုးပြနေပါလိမ့်ရခိုင်နိုင်ငံဘောင်းချုပ်အတင်းကြီးကဲ့သို့နေကုန်းချုပ်သွားရတော့မဲ့အရေးကိုအားလုံးကစိုးရင်ကြောင်းကြလာကြတာကြောင့်ဒုပြင်ပြောင်းလဲရေးတွေပေါ်ဆောင်ကြဖို့အပူတပြင်းတောင်းဆိုလာနေပါလိမ့် အဓိကအားဖြင့်တော့ကုလလုံးကြုံရေးကောင်စီမှကြီးငါးကြီးဖြစ်တဲ့အမေရိကန်ပြည်ထိုင်ပြင်သစ်ဒီယုံနဲ့ရုရှားတို့ကဗီဒိုအာနာဆွဲကင်ထားပြီးဇယားမွေတပွဲမွေမူဝါဒနဲ့ကဘာကြီးရဲ့ငြိမ်းချမ်းရေးကိုဖျက်လို့ပြက်စီလုံးနေတဲ့အဖြစ်ကိုပက်ပြက်ပေးရန်တောင်းဆိုလာကြပါလိမ့်ဖြစ်တဲ့နာက၎င်းတို့ဗီဒိုနဲ့ပဲချထားတဲ့အဆိုကိုအတွွေညီလာခံကြီးမှအများစုရဲ့မဲနဲ့ဆုံးပြတ်ပြီးတော့ပယ်ဖြတ်ခါလုံခြုံရေးကောင်းစီအားမဖြစ်မနေပြန်ပြီးတော့လိုင်းနာစိတ်ခိုင်းမယ်ဆိုပါကပြဿနာတော်တော်များများပြေလည်သွားနိုင်မယ်လို့ယူဆပါတယ် ဒါပေမဲ့ပြည်ထနာကဂူလာဖွဲ့စည်းပုံကိုဖြူပြင်ပြောင်းလဲမှုမှန်သမျှကိုဗီဒိုအနာဆွဲခိုင်းထားတဲ့ငါးနိုင်ငံစလုံးသဘောတူတည်ပြုရမယ်ဆိုခြင်းပင်ဖြစ်ပါလိမ့်။ Veto over any veto reform ဖြစ်လာပါလိမ့်မယ်။အချို့ကလည်းဗီဒိုအနာ၃ပိုင်ခွင့်ရှိတဲ့နိုင်ငံရဲ့လုံခြုံရေးကိုတိုက်ရိုက်မထီပါတဲ့၍ဒုံဆွဲခွင့်မပြုလို့ကန့်တရံအကြံပေးမှုတွေလည်းထွက်ပေါ်လာပါလိမ့်။တချို့ကလည်းဂျီနိုဆိုက်ပါဝင်လူသားများပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုများနဲ့ဆိုင်တဲ့အဆိုကိုဗီဒိုဒုံဆွဲခွင့်မပြုရလို့ကန့်တရံလည်းပြောလာပါလိမ့်။မိတော့ပင်ဆိုစေမြန်မာလို့ဆိုလိုက်တဲ့နေ့ လုံခြုံရေးကောင်းစီရှိတရုတ်ရုရှားတို့ကလက်ထောက်ကန့်ကွက်နေသည့်ကြောင့်ဂူလတ်ဟာမြေတုံးမှာရှင်မတုံးနိုင်ဖြစ်နေသည့်ကားပင်ဖြူပြင်ပြောင်းလဲရတော့မှာကိုထင်ရှားပြသနေခြင်းပဲဖြစ်ပါတယ်။ပြည်သူတွေရဲ့ကိုးကံတော်လန့်စေမဟုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးထိနားဆင်ခဲ့တဲ့သတင်းပေးသမ ्या ကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပါသတင်းဒေါ်လန်ဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။